ပြိုကျနေတဲ့စာအုပ်ကြမှာလူတွေကိုကဲတင်နေပေမယ့်ငွေကြေးပေးကောင်ဆောင်ရွက်ဆောင်ရွက်နေရှုခိုင်းနေကျွန်တော်မလုပ်ပါဘူးဆိုတဲ့လေးစားစရာစီပွေဝဲနေမြန်မာနိုင်ငံရဲ့နေရာဒေသများပြားမှာငလင်းချောက်ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့တာပါ ပြီးစာအုပ်တွေအောက်မှာလူတွေကပြိမိနေတာမလို့ကယ်ဆယ်ရေးတွေလည်းအများကြီးကိုမှလိုအပ်တာပါကယ်ဆယ်ရေးတွေလိုအပ်တဲ့အချိန်မှာမိသက်တပ်ဖွဲ့နဲ့ပရိဒါဖွဲ့တွေပါဝင် စီဗီဝန်ထမ်းတွေကသာလိုအပ်ပေးနေကူညီကယ်ဆယ်နေကြတာပါစီဗီဝန်ထမ်းချို့ကကယ်ဆယ်ရေးမှာပါဝင်နေတဲ့အချိန်မှာတချို့ကလည်းပစ္စည်းတွေကိုလိုချင်လို့ကယ်နေရလို့ထင်ကြတာပါလူတွေကိုသက်ဆုံကကယ်နေတဲ့စီဗီဝန်ထမ်းတွေထဲမှာကိုထူးထူးကလည်းတယောက်ပါဝင်ဖြစ်နေကြပါတယ် ကိုတော်တော်စီဗီဝင်းနဲ့လုံးနေအမိုက်သိန်းကတမွေးနေသူပါညနေနေစဖြစ်တဲ့အချိန်မှာလူတွေကစာအုပ်တွေချာမှပြိမိကုန်တာမလို့အားလုံးကဝိုင်းဝန်းကဲဆဲဖို့လိုလာပါတယ်ဒါကြောင့်ကိုတော်တော်ကလည်းပရိုက်တာကဲဆဲဖွဲ့ရင်တူလိုအပ်တာတွေကိုလိုက်ခဲ့ကြပါတယ် ကိုတော်တော်ကပြောကြနေတဲ့စာအုပ်တွေကြားထဲမှာလူတွေကိုလိုက်ကင်နေတာကစေတနာအမှန်နဲ့သာကူညီပေးတာပါအစာအုပ်တွေကြားထဲကိုဝင်ရတယ်ဆိုတာမလွယ်ကူလာပါဘူးငလင်ပြန်လုလာတဲ့ချိန်ဆိုရင်အချိန်မရွေးကမှပြောကြပြစီသွားနိုင်တာပါဒါပြင်ကဲနေရင်လူပါပါသွားနိုင်ပေမဲ့လေကဲဆေးရေးဖွဲ့တွေကအာတုံခွန်ဆိုင်တဲ့ကောမှာကဲတင်ပေးနေကြတာပါကိုတော်တော်ကအသက်ကဲကျင်တဲ့စိတ်နဲ့အစာအုပ်တွေကြားကိုဝင်နေချိန်မှာတချို့ကတော့ဝေးပေးရင်ခိုင်းလို့ရတဲ့သူဆိုတဲ့ပုံစံနဲ့လာချိုးတာပါ ကိုတိုတိုပစံပေးကပြိုကျနေတဲ့ Great World Hotel စာအုပ်ထဲမှာရှိတဲ့စာရွက်စာတမ်းတွေကိုဝင်ယူခိုင်းတာဖြစ်ပါတယ်။အစာအုပ်တွေကငလင်ချောင်းမိနစ်ပိုင်းအတွင်းမှာပြိုကျသွားခဲ့ပါတယ်။ဒါကြောင့်မလို့လူအများကဘာမှလည်းယူချိန်မရလိုက်ပဲနဲ့အဝတ်တထည်ကိုတစ်ခုနဲ့သာပြေးကြရတာပါ။လူချမ်းသာသူတွေဖို့တော့ဟိုတယ်ထဲမှာရွှေငွေပစ္စည်းနဲ့ဆောင်ရွက်စာတမ်းချိုးပါခဲ့တာပါ။တံမိုးကြီးပစ္စည်းတွေကျန်ခဲ့ပေမဲ့လေကိုယ်တိုင်တက်ယူဖို့တော့မရေကြပါဘူး။ အစာအုပ်ကပြိုကျနေတဲ့အနေအထားဖြစ်တာမလို့မတက်ယူရပဲနဲ့ကိုထွထွန်းကိုယူပေးဖို့ပြောတာပါ။ဒါပြင်အပေါ်ကိုတက်ယူမယ်ဆိုရင်ငွေလေးများကြီးပေးမယ်ဆိုပြီးတော့ခိုင်းကြတာပါ။စာရေးဆန်နဲ့ယူဖို့ငွေလေးများကြီးပေးခိုင်းတဲ့စီမှာကိုထွထွန်းကတော့ညင်ပါရီ။ငွေကိုလူတိုင်းကကြိုက်ပေမဲ့လေအခုချိန်မှာငွေနဲ့ယူကသူများပူဆွေးမှုကိုမျက်ထွားမယ်ချိန်မဟုတ်ပါဘူး။လူများပူဆွေးနေရတဲ့ချိန်မှာငွေနဲ့လှုပ်ရှားတဲ့အထိစိတ်ဓာတ်ကမမကျော်သေးပါဘူးဆိုပြီးတော့ကိုထွထွန်းကရှင်းပြလာခဲ့ပါရီ။ ကိုတော်တွင်ဟာတနေ့လုံးမှတနေ့စားရင်လလုံလဆသမဘွားဖြစ်ပေမဲ့လေလူတွေကိုကဲကျင်နေစိတ်ကြောင့်ဘာခချင်းငွေမှမယူဝဲနဲ့ကဲတင်ပေးနေတာဖြစ်ပါရင် Grey World Hotel ကပြိုကျနေတဲ့ချိန်မှာကဲတင်ခွင့်နဲ့မရခဲ့ပါဘူးကဲဆယ်ရေးတွေကကဲဆယ်ပေးဖို့လုပ်ပေမဲ့ပိုင်ရှင်ကပေးမဝင်ခဲ့ပါဘူးခုနှစ်ရက်ကြာတဲ့ဒီပြိမိနေတဲ့သူတွေကမိသားစုနေကိုလက်ပိုက်ကြည့်နေခဲ့ပါရင် ကိုတို့တို့ကလည်းဘာအခကြေးဝေမှမရှိဘဲနဲ့ပြိမိနေတဲ့သူတွေကိုကုမိသားစုလိုသဘောထားကကဲတင်ပေးနေတာဖြစ်ပါရည်။တနေ့လုံးမှာတနေ့စားတဲ့ဘဝဖြစ်ပေမဲ့ခကြေးငွေယူခြင်းမရှိဘဲကင်ဆယ်ရေးမှာဝင်ကူနေတဲ့ CB ဝန်တန်းကိုတို့တို့အပေါ်မှာပြည်သက်တို့ရဲ့မြင်လေးကိုလည်းပြောခဲ့ပေးပါအောင်ရှင်။အဆုံးထိကြည့်ရှုအပ်ပေးခဲ့ကြတဲ့ပြည်သက်တယောက်ချစ်စီနိုင်လေ။ကကြီးသုံးပါးမှအမြန်ဆုံးကြွာလာနိုင်စေကြောင်းကျမတို့ရဲ့ပေးလေးကနေပြီးတော့ဆူတာမေတ္တာစကားလေးလက်ဆောင်ပါလိုက်ပြစေနော်။ ပရိသတ်ကြီးတရားချင်းစီတိုင်းနဲ့ကိုစိန်နှလုံးရှင်လန်းချမ်းမြေ့ပြီးတော့ပါရပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်နေပါစေ။စိုးရင်ပူပန်ကြောင်းစားမှုများကင်းဝေးကြပါစေလို့ဆုတောင်းပေးရင်းနဲ့ပဲအခုဗီဒီယိုလေးကနေပြီးတော့နှုတ်ဆက်လိုက်ရပါရစေ။